တော်လည်းရင်းနဲ့ပဲမှာအမျိုးသမီးတွေအတွက်ကန့်သက်ချက်တွေနောက်မှခြံထားသလိုဖြစ်နေတဲ့အပိုင်းတွေရှိနေသေးတာကိုမြင်ရတယ်ပေါ့နော်။လက်ရှိမှာဒီလိုနိုင်ငံရေးစီရေးခံတာတွေမှာလှုပ်ရှားဆောင်ရွက်နေတဲ့အမျိုးသမီးတွေအနေနဲ့ဒီကန့်သက်ချက်ပေါင်းတွေကိုဘယ်လိုကျော်လွှားရတာမျိုးဖြေရှင်းရမျိုးတွေရှိလဲ။ဘယ်အရာတွေကအမျိုးသမီးတွေကိုစိတ်မလုံးမချုံဖြစ်စေလဲ။အမအနေနဲ့ကြတော့အရှိအရှိကိုလိုက်တာပဲဒီလားအဲကြတော့ဒီလိုမျိုးဒီကော်ပရာစပြီးတော့ထောက်ခါစတဲ့ရရှေ့တန်းကိုပဲလိုက်တဲ့ main ကလေးပေါ့နော်ကော်ပရာမှာဆိုလို့ရှိရင်အမနောက်တန်းမှာထားတဲ့ ထားလို့မရပါဘူးအမကကျတော့အမဒီရသေးကိုသုံးတက်ကိုတောက်ဆောက်มาတဲ့အမရှည်တန်းကိုလိုက်တဲ့မိန်းကလေးပေါ့နော်ကျွန်တော်လူဖွဲ့စည်းတန်းမှာဒီအမျိုးကိုကိုရံပြုတ်နိုင်တဲ့အမျိုးသားပဲဖြစ်အမျိုးသမီးပဲဖြစ် LGBT ပဲဖြစ်အဲ့လိုမျိုးရှိနေခဲ့တယ်ဆိုရင်အဲ့ဒါကိုအကောက်ွယ်ပေးနိုင်မဲ့အချက်အချင်းတွေမရှိဘူးလားကစိတ်လုံခြုံမှုမရှိဆုံးပဲပေါ့နော်နိုင်မနိုင်ခင်တော့ကလည်းအမျိုးသမီးတယောက်အမျိုးသမီးတယောက်ကဒီလူဖွဲ့စည်းတန်းမှာအချိန်မျိုးအခါမျိုးနေနိုင်မှုအတွက် အဆင်သင့်အဆင်သင့်မဖြစ်ဘူးတော်လိုင်းကြီးထဲမှာဆိုတော့ပိုဆိုးတာပေါ့နော်ဥပဒေမရှိတဲ့အချိန်မှာဥပဒေပို့ပြီးတော့ကြော့ရဲတဲ့အချိန်မှာဆိုရင်အမျိုးသားတွေရဲ့ဒီတွေးတိုးဆန်းမှုကတိုးတိုးရောကြကြရောအများကြီးရှိတယ်။အဲ့ဒါကိုအမျိုးသမီးတွေကဒီတော်လန်ရေးနဲ့လောကတစ်ချိန်တည်းမှာဒီအမျိုးသားတွေရဲ့အထီးကပားကြီးပါးတွေရဲ့ဈာထဲမှာလည်းနေရနဲ့တော်တော်ဒုက္ခများတယ် အခုပြောသွားတဲ့အနေအထားရဆိုရင်မျိုးသမီးတွေအနေနဲ့စိတ်မလုံခြုံမှုအပြင်လိမ်ပိုင်းဆိုင်ရာအကြံဖက်ခံရတာဆော်ကားနှက်ခံရတာဓာရီလဲကြုံနေရတယ်ပေါ့နော်အဲ့တော့ဒီလိုယာရီနဲ့ပတ်သက်ပြီးတော့ဘလို့အခြေအနေရှိနေလဲ မျိုးသမီးတယောက်အနေနဲ့စိတ်မလုံခြုံစေတဲ့အရာတွေကဘာတွေရှိမျိုးဆိုရင်တော့တယောက်နဲ့တယောက်တော့မတူးပါတော့ညီမလေးဒီတော်လိုင်းကြီးမှာအကြီးကစိတ်ကအကြီးကပဲလေနော်အမဆိုလို့ရှိရင်အသက်ကအသက်က40နှစ်ရှိပြီကွာဒါပေမဲ့အမယောက်ျားလေးနဲ့ဒန်းတူလိုက်လုံနိုင်အောင်လို့အမရဲ့စိတ်ကိုကတော်လိုင်းကြီးထဲမှာနှစ်ထားတဲ့အတွက်အမစီမှာတော့စိတ်မလုံခြုံစေတဲ့အရာတော့ဘာတစ်ခုမှမရှိဘူးနော်တကယ်တော့ကိုကိုကိုတင်ငယ်နေတာတို့ကိုတော်မလုံနိုင်ဘူးဆိုတော့စိတ်တွေဝင်နေတယ်ဆိုလို့ရှိရင်တော့ဒါမလုံခြုံစေတဲ့အရာတွေပေါ့နော် တကယ်တော့ဇာကြားလေးနဲ့မိန်ကလေးနဲ့ဒန်းတူညီမျှတဲ့အခွင့်အရေးရဖို့ဒီမိုကရေစီရဖို့အမားတို့ကဒီတိုက်ခိုက်ရေးလမ်းကြောင်းကိုအမားရွေးထားတဲ့အတွက်အမားစီမှာတော့စိတ်မလုံခြုံစေတဲ့အရာဆိုတော့မရှိဘူးပေါ့နော်။တော်လိုင်းကြီးထဲမှာအမျိုးသမီးတွေလိမ်မဲဆိုင်အချက်ပဲခံရရင်ပထမဆုံးပြောတဲ့ကိစ္စ you know အမျိုးသမီးတော်ထဲမှာနေတာကိုဆိုပြီးတော့ပြောတာပေါ့နော်။ you know အမျိုးသမီးတွေကမကြောက်မလန့်နဲ့တော်ထဲမှာနေတဲ့ခါကျတော့အမျိုးသားတွေကစိတ်မထိန်နိုင်တဲ့ခါကျတော့လိမ်မဲဆိုင်အချက်ပဲမှုတွေဖြစ်ကုန်ရော။ အမျိုးသားတွေကိုဒီကျွန်တော်တို့အများအားပြောတာရှိတယ်။တော်နိုင်ရဲဘော်တွေကိုစံချအောင်လုပ်ဖို့တော်နိုင်ရဲဘော်တွေကိုစိတ်ရင်းရင်ဖို့စိတ်ဖောက်ပြန်အောင်လုပ်ဖို့အဲ့လိုမျိုးသမီးတွေအထဲမှာတော့ရှိနေတယ်ဆိုပြီးတော့အများအား victim blame စကားတွေပြောတယ်။